ဒီမှာတွေ့တာကတော့သူကစတင်တဲ့အချိန်မှာ willing to learn ပေါ့နော်သူကစတင်ခြင်းစိတ်ဖြစ်တယ်ပေါ့နော်အင်္ဂလိပ်စာကိုသူစတင်ရတာကိုပင်ပန်းမမဟုတ်ဘဲနဲ့စတင်ခြင်းဖြစ်တာကိုကျွန်တော်ထူခြားတွေ့ကြရပါတယ်နှစ်တကြာ course online ရှိတယ်နောက်သင်တဲ့ instructor ဆရာမတွေကလည်းတော်တော်လေးကောင်းပါတယ်အော်အဲ့ကျွန်တော်သမီးရဲ့နာမည်ကမမင်ဘိုးဖွေပါအဲကျွန်တော်တို့ကတက်နေတာက foundation တန်းဖြစ်ပါတယ် ်ဒါကျွန်တော်တို့ဒီမှာတက်တာဆိုလို့ရှိလို့ရှိရင်တစ်နှစ်ကျော်လောက်ရှိပါပြီကလေးရဲ့အတက်ကတော့9နှစ်ဖြစ်ပါတယ်အာကျွန်တော်သမီးကဟိုဒီမှာတက်တာတော့တော်တော်လေးကိုဟိုဟိုပါဘောနော်ထူကြလာတယ်လို့ထင်ပါတယ်အဲအရင်တော့ဆိုရင်အဲကျွန်တော်သမီးကနည်းနည်းလေးတယောက်တည်းနေတတ်တဲ့သဘောလေးရှိတယ်ဘောနော်ဒါပေမဲ့ဒီမှာတက်တဲ့အခါကျတော့သူကငငယ်ချင်းနေနဲ့သူကဟိုပေါင်းစပ်ဆိုင်ကောင်းလာတယ်ဘောနော်နောက်ပြီးလို့ရှိလို့ရှိရင် သူဒီအင်္ဂလိပ်စာကိုလည်းပို့ပြီးတော့မှ နားလဲလာတယ်ပေါ့နော်နားလဲလာတယ်နောက်ပြီးတော့ပို့ပြီးတော့မှဟိုအင်္ဂလိပ်အစားနဲ့ပတ်သက်တဲ့ဟာပို့စိတ်ဝင်စားလာတယ်ပေါ့နော်အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာတွေ့တာကတော့သူကစာသင်တဲ့အချိန်မှာ welling to land ပေါ့နော်သူကစာသင်ခြင်းစိတ်ဖြစ်တယ်ပေါ့နော်အင်္ဂလိပ်စာကိုသူစာသင်ရတာကိုပင်ပန်းမမဟုတ်ဘဲနဲ့စာသင်ခြင်းဖြစ်တာကိုကျွန်တော်ထူခြားတွေ့ရှိခဲ့ရပါတယ်အင်္ဂလိပ်စာတို့ချတင်မဲ့အစီအပို့ပါပေါ့နော် ဆိုတော့ပုံမှန်ပဲဆိုလို့ရှိရင်အဲဒါတော့ဟိုမိဘတွေကိုကြံပေးချင်တာတော့ဒီ cost တွေကိုလေ့လာပါပေါ့နော်အဲကျွန်တော်တို့ဘယ်လိုသင်မလဲပေါ့နော်နောက်တစ်ခုကဒီသင်တဲ့ဟာ effective ဖြစ်လာပေါ့အကြံမြန်ပဲတော့ဒီ cost တွေက effective ဖြစ်အောင်လုပ်ထားတဲ့ cost တွေကြီးပဲဆိုတော့သင်မဲ့ဆရာဆရာမတွေနဲ့သင်မဲ့အကြောင်းကိုလေ့လာပါလေ့လာပြီးလို့သဘောကျတယ်ဆိုလို့ရှိရင်အဲ့လိုမှတက်ပြီးပါပေါ့နော်အဲဆိုတော့ तू က ဟိုစနစ်တကျလေးလာလို့ရှိလို့ရှိရင်မြန်မြန်တက်လွယ်တယ်ပေါ့နော်ကျွန်တော်ကျွန်တော်အမြင်ပေါ့နော်နောက်စနစ်တကျမဟုတ်ပဲနဲ့ဆိုလို့ရှိရင်တက်တော့တက်သွားမယ်ဒါပေမဲ့စနစ်ကျလေးလာရဲ့လူလောက်မြန်မြန်မတက်ဘူးမှန်မှန်တန်တန်မတက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့စနစ်တကျတကယ်တင်တဲ့တင်တန်းကိုဒါမှမဟုတ်ကြောင်းကိုရှာပါရှာပြီးလို့ရှိရင်တက်ပါအကြံများဖြင့်တော့ကျွန်တော်တို့ကဒီနာချာကတော့အခုနောက်တော့အချက်တင်နေတော့အကြံများဖြင့်ကန့်ညီတယ်ပေါ့နော် နှစ်တကြား course online ရှိတယ်။နောက်တင်တဲ့ instructor ဆရာမတွေကလည်းတော်တော်လေးကောင်းပါတယ်။မှာကျွန်တော်တို့ဆိုလို့ရှိရင်အခုဆရာမိဘတွေ့ရတယ်ပေါ့နော်။ဒါကောင်းတယ်။အဲကျွန်တော်ကိုလည်းကျွန်တော်သမီးရဲ့အခြေအနေကိုပြောပြတယ်။အဲဆရာမတွေဘက်ကဘာတွေတင်ပေးထားတယ်။သမီးကဘယ်လို improve ဖြစ်လာတယ်။ကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးပို့ပြီးကောင်းအောင်လို့ကျွန်တော်တို့ဘက်က supporting လုပ်ပေးနိုင်မယ်။အဲအဲ့ဒါမျိုးလေးတွေခေါ်တွေ့တာလေးတွေသဘောကျပါတယ်။တကယ်လို့လိုအပ်ချက်ရှိရင်လည်းကျွန်တော်တို့ကနေမှဖြည့်ဆည်းပေးလို့ရတာပေါ့နော်။ ဟုတ်အဲ့တော့အဲကျွန်တော်အချက်ကတော့စနေကြတင်တဲ့ CEO study လောက်ပါလေ့လာကြည့်ပါပြီးလို့ရှိလို့ရှိရင်ထားပါပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ဟုတ်ကဲ့